်မယံပြားစားလို့ကောင်းတယ်စားကြပါဦးဘွားရောဒီနေ့မယံပြားလေးနဲ့ငရံကိုမွန်ချက်လေးချက်မှာပေါ့နော်မွန်ချက်လေးချက်မှာဖြစ်ပါတယ်မယံပြားချင်းချင်းလေးနဲ့ငရံလေးကိုမွန်ချက်လေးဘယ်လိုချက်မလဲဆိုတာဘုန်းနဲ့တူလက်ကြည့်ပြကြပါဦးနော်ခုပေါ်ငရဲလေးတွေကိုပြီးထားလိုက်မယ်သူတို့အနေတော့အတုံးလေးတွေလည်း ပြီးချလိုက်တယ်အတလီနှလုံးလောက်ကိုလည်းလီထားပြီးတော့ထောင်းစားပါမယ်ခုနကလီထားတဲ့အစပလင်လေးကိုထောင်းမယ်ပြီးတော့ရုပ်ကြီးစိမ်းထည့်ထောင်းပါမယ်အဲနေုပ်ကောင်းစိတ်လေးနည်းနည်းလေးထည့်ထောင်းလိုက်ပါမယ်ဒီဟာကတော့ မြုပ်ကောင်းရဲ့သတ္တဖြူမီထောင်းထားတာဖြစ်ပါတယ်မြုပ်ကြီးသင်ပြီးရောပေါ့နော်အဲ့ဒါလေးကိုပေါ့ကရောထောင်းထားတာဖြစ်ပါတယ်အခုဒီငရလေးတွေကိုပေါ့ကငရပြားလေးနဲ့နေလိုက်ရပေါ့နော်မယမ်းပြားလေးနဲ့ငါးလေးကိုနေပြီးသွားပြီဆိုလို့ရှိရင်တော့စနွင်းနည်းနည်းထည့်မယ်။ပြီးရင်ရတာမုံထည့်မယ်။ဒါနည်းနည်းထည့်မယ်။ပြီးရင်တော့ အဲဒါကငပိစိန်းစာရီဖြော်ထားလေးပေါ့နော်မောဟင်းနေဆိုတော့အဲငပိကအသက်ပဲလေးနော်အဲဆိုတော့ငပိစိန်းစာရီဖြော်ထားတာလေးထည့်လိုက်မယ်ပြီးရင်ခုနကပို့ထောင်းထားတဲ့ဒီသက်သွုံဖြူနီထောင်းထားတဲ့ဟာတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ဘောကလေဒီငါးဟင်းကိုကြတော့လုံးချက်လေးချက်လိုက်မယ်ပေါ့နော်ဒီမကတ်တော့ပဲနဲ့ဒီလေးခဏနေပြီးတော့လုံးချက်လေးချက်လိုက်ပါမယ် ပြီးရင်တော့အဲစီလေးနည်းနည်းထည့်မယ်ပေါ့နော်အများကြီးမထည့်ဘူးစီလေးနည်းနည်းထည့်ပြီးတော့မှမိဖို့ပေါ်မှာအဲတင်ပြီးတော့ဆက်လိုက်ပါမယ်အခုငားလေးပေါ့နော်သူ့အရင်လေးနဲ့သူခဏလုံးထားပြီးပြီဆိုလို့ရှိရင်တော့အဲဒီလေးထည့်ပြီးတော့ထုတ်ထားလိုက်ပါမယ်ဟိုကဒါတောက်ဆန်းလေးချက်မှာဆိုတော့ပေါ့နော်ဒီလေးနဲ့ချက်မှာဖြစ်ပါတယ်အဲ့အခုဆိုရင်တော့ငါးလေးတွေကပတ်လာပြီပေါ့နော် ဟိုငါးလေးတွေရပြီ ပေါ့နော်မွေးလာပြီဆိုရင်ငါးလေးနူးလာပြီဆိုတော့ဘွာရှမ်းနဲ့လန်နဲ့ပြင်စင်းလေးအဘွာဟိုလိုက်မယ်အဲ့ဆိုရင်တော့ဆောင်းလို့ရတာပြီဟုတ်နေရာတောက်ဆန်းမွန်ချက်လေးရပါပြီဒါလေးကလေသုံးချက်ချက်ထားတာဆိုတော့ဆက်ရရမ်းလွယ်ပေါ့နော်ခဏလေးနဲ့ပဲငါးကလည်းခဏလေးနဲ့ပဲနူးသွားရဆိုတော့อืม မြန်မြန်လေးချက်စားမယ်ဆိုလို့ရှိရင်တော့ဒီလိုဟင်းလေးတွေကအဆင်ပြေတယ်။အဲခူမိုးရည်နဲ့လည်းလိုက်ဖက်တယ်ပေါ့နော်။ဆိုတော့ဆက်ဆက်ကြည့်ကြပါလို့ပြောချင်ပါတယ်ရှင်။ဒီလိုမျိုးမွန်ချက်လေးကိုလေအဲမွန်ပြည်နယ်ဖက်မှာဆိုလို့ရှိရင်ပေါ့နော်သူတို့ကငနတ်နဲ့ချက်ကြတာများတယ်ပေါ့ဒီလိုရှိရင်ငနတ်တို့အခုလိုမျိုးငရမ်းတို့ပြီးရင်ပဇွန်နဲ့လည်းချက်ကြတာပေါ့နော်ငားမကြိုက်တဲ့လူတွေကပဇွန်နဲ့မရမ်းတီးနဲ့အဲလိုမျိုးချက်စားလေးရှိရပေါ့အဲရမ်းစောက်အောင်လား ငါသားမူဤညာပဲအခုလိုမျိုးအရသာရှိပြီးချက်ရလွယ်တဲ့အတိုင်းသားရိုးရအစားအစာလေးတွေဆက်ကြည့်ချင်လဲဆိုလို့ရှိရင်တော့ပိုးရဲ့ဗီဒီယိုလေးကို like and share လုပ်ထားပေးပြီးပိုးရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်